အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတက်ပြဖြစ်ပါတယ်ဗျဒီနေ့မှာတော့ဝိညာဉ်လွင်ဤအကြောင်းလေးမြောက်ပြမှာဖြစ်ပါတယ်မိတ်ဆွေများလေးကိုယ်နဲ့ကိုကြလွင်လို့ရပါတယ်ဝိညာဉ်တွေလွင်ဖို့အတွက်နီလန်း9 9နီးရှိပါတယ်အဲ9နီးနေ့ထဲမှာအလွယ်ဆုံးနီးလေးတစ်ခုကိုဒီနေ့အမြမိတ်ဆွေများကိုမြောက်ပြမှာဖြစ်ပါတယ်အဲ့တော့ဝိညာဉ်တွေလွင်မယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့တွေသတိထားမယ်ချက်လေးရှိသလိုအန်နေရှိတဲ့ချက်လေးလည်းရှိပါတယ် အဲဒီနေ့မှာတော့မိတ်ဆွေများကိုစုံစုံနေနေပျော့ပျော့ပြေးမှမလို့အဲဒါဝိညာဉ်ဝိညာဉ်လွင့်ခြင်းဝိညာဉ်နေလွင့်ခြင်းနဲ့မိတ်ဆွေညီငယ်တွေရှင်အဲဒီဗီဒီယိုလေးကိုအစအဆုံးလေးကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်အဲ့တော့ကျွန်တော်တို့ဘူးတုဒနေနေနေပဲဖြစ်ဖြစ်ကိုရင်ကိုကြဆန်းတက်ခြင်းလို့ပဲဖြစ်ဖြစ်ဆန်းတက်လို့ရပါတယ်အဲကျွန်တော်စမ်းကြည့်တာတော့တော်တော်လေးထူးခြားပြီးတော်တော်လေးလဲအကြောက်ပကောင်းတာတစ်ခုကိုသွားတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဒီဗီဒီယိုစအောင်ကြည့်ပြီးမှသာလင်ကျွန်တော်တို့စမ်းကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်အဲ့တော့ဝိညာဉ်လွင့်နေဆိုတော့ အကြောင်းအရာတစ်ခုကကျွန်တော်တို့ဒီကဘာမှာရောအားလုံးပဲယုံကြည်ကြတယ်အဲ့တော့သိပ္ပံပညာရှင်တွေကိုယ်တိုင်ကလည်းဒီဟာကိုစမ်းသပ်ခဲ့ကြပါတယ်ဒါတကယ်ရှိတယ်ဆိုတာကိုလည်းဖော်ပြခဲ့ကြပါတယ်အဲ့တော့ဝိညာဉ်လူဉင်ခုနှစ်ချက်အဲကျွန်တော်ဒီနီလန်းခုနှစ်ခုပေါ့နော်အဲ့လိုနီလန်းခုနှစ်ခု ਨੇ ဝိညာဉ်တွေလွင့်ကြတယ်အဲ့တော့ဝိညာဉ်တွေလွင့်နေဆိုတာကကိုကတော့ဒီမှာရှိနေတယ်ကိုခန္ဓာကြီးရောက်ဒီမှာရှိနေတယ်ထိုင်နေနဲ့ဖြစ်စေလဲလျောင်းနေနဲ့ဖြစ်စေပေါ့နော် ်ဘယ်လိုမျိုးလေးရှိနေပြီးတော့တခြားသောကျွန်တော်တွေရုပ်နုခန္ဓာပေါ့နော်ဒါကျွန်တော်တို့လောတဲ့အခုကျွန်တော်တို့ရဲ့လက်တွေ့ခန္ဓာတော့ဒါရုပ်ကြမ်းခန္ဓာပေါ့ကျွန်တော်တို့ကဒီအကောင့်ထဲရှိတဲ့အလုံးတွေရှိတဲ့အရာရာကိုထိတွေ့ကြင်တွင်နေတယ်ကျွန်တော်တွေရုပ်နုခန္ဓာတခုပြောမယ်ဆိုတော့ကျွန်တော်တို့မြန်မာခေါ်ရဆိုတော့ဝိညာဉ်ပေါ့နော်ကျွန်တော်တွေအဲ့ဝိညာဉ်ဆိုတဲ့အဲ့ရုပ်နုခန္ဓာတခုကိုကျွန်တော်တို့ကတခြားနေရာကိုဆေလွတ်လိုက်တယ်သုံးမဟုတ်ကျွန်တော်တို့သွားခြင်းနေရာကိုသွားလိုက်တယ် ငယ်အဲ့လိုမျိုးဆေလွတ်လိုက်တဲ့အဲ့ဆေလွတ်နေဆေလွတ်တဲ့နေရာမှာကျွန်တော်တို့ရကြည်ချင်တာနဲ့ကြည်လို့ရတယ်တွေးချင်တာနဲ့တွေးလို့ရတယ်ကျွန်တော်တို့တွေသူတို့ကတော့ကျွန်တော်တို့ကိုမြင်မြင်မှမြင်လိမ့်မယ်ကျွန်တော်တို့ကသူတို့ကိုမြင်နေနေတယ်ပေါ့အဲ့အဲ့လိုစပြေအဲ့လိုမျိုးတချို့ကလည်းအဲ့လိုမျိုးနေလွင့်ပြီးတော့တစုံတစ်နေအောင်သွားပြီးကြည့်ရှင်နေကြတယ်ကျွန်တော်မိစင်များလည်းကြည့်ရှင်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီဒီလိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရင်ကတည်းကအရင်ကတည်းကကျွန်တော်တို့အာဒီဒီလိုဝိညာဉ်လွင့်ခြင်းကကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ပို့လို့ အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာလူမျိုးတွေကတရားထိုင်တဲ့သူတွေရှိတယ်။အဲတရားထိုင်တဲ့သူများတယ်။ဒါကြောင့်မိတ်ဆွေမြတ်ကတရားလဲထိုင်နေကြတရားလဲထိုင်ဖြစ်နေတယ်ဆိုရင်တော့ဒီဟာမိတ်ဆွေမြတ်အတွက်အဆင်ပြေမှာသိကြပါတယ်။တခါမှတရားလဲမထိုင်ဘူး၊ပရိသတ်မစိတ်ဘူးဘူး။ကို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 အကြောင်းကိုတခါမှပြန်မကြည့်ဘူးဆိုရင်တော့ဒီဟာနေခက်ခဲနိုင်ပါတယ်။ဒါကြောင့်မလို့ဒီကြည်စင်ကိုကြည့်မယ်ဆိုလို့ရှိရင် အကျိုးတင်ပေါ့နော်တပတ်ဆယ်လောက်တော့ကျိုးတင်တရားထိုင်နောက်ပို့တော့လိုပါတယ်ဒါမှကျွန်တော်တွေတမာတိအကောင့်တစ်ခုတမာတိတစ်ခုခုရသွားအောင်ကျွန်တော်တွေအေးဒါမှပို့အဆင်ပြေနိုင်မှာပေါ့နော်ဟုတ်ပြီဒါဆိုမိတ်ဆွေများကတရားလက်ထိုင်နေရလူဖြစ်တယ်အဲ့တော့တရားမထိုင်ဘူးဗျာကျွန်တော်ခုမှစိုက်ပြီးစီမှာဆိုလဲတရားကိုတပတ်စေးလောက်ရင်းနေကမနဲ့ကျွန်တော်ညစပြီးမနဲ့တနင်္ဂနွေညတနင်္ဂနွေလောက်ကြိုတင်ပြီးတော့တရားထိုင်တာပါ ဟုတ်ပြီကျွန်တော်ဒါဆိုလို့ရှိရင်အဲ့လိုမျိုးကိုတမာတိတစ်ခုခုရတာပြီးဆိုလို့ရှိရင်တော့ ဝိညာဉ်လွင်ချင်းဆိုင်ရာကိုကျွန်တော်တို့တစ်ချက်လောက်အဲစပြီးတော့စတင်လိုက်မယ်အဲ့ဒါဝိညာဉ်လွင်ချင်းဆိုင်ရာမှာကျွန်တော်တို့အဲဒီအခုကျွန်တော်ပြောမယ့်နီလန်ခုနှစ်ခုထဲမှာနီလန်တစ်ခုဖြစ်ပါတယ်အဲနီလန်တစ်ခုပေါ်မှာနီးနှစ်ခု꿰နေပြန်ပါတယ်တချို့ကလည်းလေလျောင်းပြီးတော့တချို့ကလည်းထိုင်းနေပေါ့နော်အဲ့တော့ထိုင်းမဲဖြစ်စေလေလျောင်းမဲဖြစ်စေနှမျိုးလုံးကိုပြပြပေးပါမယ်ပထမတစ်မျိုးကတော့အိတ်ခါနီးချိန်မှာဒါဒီကျင့်စဉ်ကိုကျင့်တာဖြစ်ပါတယ်အိတ်ခါနီးချိန်မှာကျွန်တော်တို့တွေပုံမှန်အဖြစ်ကျွန်တော်တို့အိတ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ ကျွန်တော်ခန္ဓာကိုယ်ကိုကျွန်တော်တို့ဘာဖြစ်မှန်းမသိတော့ဘူးဘာမှန်းကိုမသိတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ဝိညာဉ်ကကျွန်တော်တို့ရဲ့ခန္ဓာပေအခွာလုံးမှာရှိနေပါတယ်အဲ့ဒီခန္ဓာပေအခွာလုံးမှာရှိနေတဲ့ဝိညာဉ်ကကျွန်တော်တို့နဲ့ ready ပေါ့နော်တခုခုကျွန်တော်တို့တွေအတန်တခုကြားလိုက်တဲ့ဘုံဆိုတာနဲ့အဲ့ဝိညာဉ်တခုကကျွန်တော်တို့လာပြီးပြေကတ်တယ်ပြေကတ်ပြီးတော့ကျွန်တော်တို့ကအသိစိတ်တခုဖြစ်သွားတယ် လည်းဥမာဥမာဆိုကြမို့ပြောင်းဆိုတော့ကျွန်တော်တို့လာလာနိုးတယ်အဲလာနိုးပြီဆိုတော့လာလာနိုးလိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ခုနှစ်ပေကွာမှာရှိနေကျွန်တော်တို့ရဲ့ရုပ်နုခန္ဓာသုံးဖို့ကျွန်တော်တို့ရဲ့ဝိညာဉ်ပေါ့အဲဝိညာဉ်ကျွန်တော်တို့ဖြုံနဲ့လာကတ်တယ်လာကတ်ပြီးတော့ကျွန်တော်တို့တွေအဲကျွန်တော်တွေလန့်နိုးသွားတယ်အသိစိတ်ဝင်သွားတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ညပဲအိတ်တဲ့ခါမျိုးကလည်းမင်းစီမကျုံမွန်ပါကျွန်တော်ကတစုံတနေရာကိုရောက်သွားတယ်အဲတစုံတနေရာရောက်သွားတဲ့ချိန်မှာဒါဝိညာဉ်လွင်တာမဟုတ်သေးဘူးအဲဒါဒါကျွန်တော်တို့တွေဒီပေါ့နော် အုံနောက်ထဲမှာကျွန်တော်တွေကိုဖန်ဖန်တီးတဲ့အရာတစ်ခုကိုရောက်သွားတာတကယ်ဝိညာဉ်လွင့်လာကြတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကျန်ခဲ့ပြီးတော့အဲ့ထွက်သွားတဲ့ဝိညာဉ်တစ်ခုမှထွက်သွားတဲ့ယုံနုခန္ဓာမှာမို့နော်အဲ့ယုံနုခန္ဓာမှာကျွန်တော်တို့ရဲ့အတိစိတ်ပါသွားတယ် အသီးစိတ်ပါသွားတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီနေရာကိုရောက်သွားတယ်ပြီးရင်ပြန်နိုးလာတာနဲ့အဲ့ဒီနေရာဘလို့တွေ့ဘလို့အကြောင်းရဆိုတော့အကုန်လုံးကိုတိတိကျကျမတ်မတ်တန်နဲ့ပြန်လဲပြောပြနိုင်တယ်လို့ပြန်လဲလဲရေးသားနိုင်တယ်အဲဒီလိုဆိုဒီလိုဆိုဒီလိုဆိုချင်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးစိတ်လွင့်အဲကျွန်တော်တို့ဒါပြောမလို့စိတ်လွင့်လည်းမဖြစ်ဝိညာဉ်လွင့်လည်းလို့လဲအနောက်တိုင်းကခေါ်လဲပေါ့နော်အနောက်တိုင်းကတော့စိတ်လွင့်လည်းလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့စိတ်လွင့်ခြင်းအတတ်ပညာဆိုပြီးရောအနောက်တိုင်းမှာတော့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့က အကြီးကျွန်တော်မြန်မာပြည်မှာဆိုတော့မြန်မာလေးနားလည်အောင်ပဲကျွန်တော်တရားလေးရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နီလန်တစ်ခုတည်းကမှာပထမနီလန်တစ်ခုကကျွန်တော်တို့ညဘက်အိတ်ခါနီးမှာကျင့်မယ်ညဘက်အိတ်ခါနီးမှာကျွန်တော်တို့အိတ်ခါနီးအချိန်ကိုကျွန်တော်တို့ရဲ့သတိထားမှာဖြစ်ပါတယ်အိတ်ခါနီးအချိန်မှာကျွန်တော်တို့ရဲ့အိတ်ခါနီးအဲ့ပြောတော့မဲ့အချိန်ဒီမှာကျွန်တော်တို့ဝဝဉဏ်ကကျွန်တော်တို့ရဲ့ခုနှစ်ပေခွာကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်တွေကိုကျွန်တော်တို့ကသိအောင်လုပ်မှာဖြစ်ပါတယ်အဲတချို့ရှုံးမိတ်ဆွေများသိမှာပါကျွန်တော်အိမ်မက်နေတာကိုအိမ်မက်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကဒီ ပြန်ပြီးတော့တိနေရတာဟာငါအိမ်မက်နေပါလားဆိုတာကိုကျွန်တော်တို့ကနိုးလဲမနိုးပဲနဲ့ကျွန်တော်တို့ပြန်တိနေတယ်အဲကျွန်တော်မိစ္ဆာတရားကိုကြုံမှုမယ်လို့ထင်ပါတယ်ကိုကအိမ်မက်မက်နေတာဗျာဒါပေမဲ့အိမ်မက်မက်နေတာကိုကျွန်တော်တို့ကပြန်ပြီးအသိစိတ်နဲ့မှတိနေတယ်ဩငါအိမ်မက်မက်နေတယ်ဆိုတာကိုလည်းတိတယ်ဘလို့ပုံစံအိမ်နေတယ်ဆိုတာကိုလည်းတိတယ် ဘယ်နေရာမှာအိတ်နေဆိုတော့လည်းသိတယ်အင်းကြီးဘာရောင်နဲ့အိတ်နေဆိုတော့လည်းသိတယ်ဟောခေါင်းဘလို့ပုံစံဘလို့ဘလို့နေရာမှာအိတ်နေဆိုတော့လည်းသိတယ်ခြံတော်ကဘာရောင်စပစ်ပေါ်တော့သိတယ်ကိုအိမ်မက်နေတော့အိမ်မက်နေဆိုတော့အကြောင်းပြန်သိတယ်အဲအဲ့လိုမျိုးမှကျွန်တော်ပြန်သိနေဖို့လိုတယ်အဲ့တော့ကျွန်တော်ကအဲ့ခါနီးမှာ ကျွန်တော်တို့တွေအဲ့ပြောကနီးဆိုတာနဲ့အဲကျွန်တော်တို့ရဲ့အဲပြောမဆုံးတော့ကျွန်တော်ဝိညာဉ်ပေါ့နော်ဝိညာဉ်ထွက်သွားတယ်အဲဝိညာဉ်ကကျွန်တော်တို့ရဲ့ခုနှစ်ပေးခွာမှာကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့ခေါင်းကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာပေါ့ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာကျွန်တော်တို့ရဲ့အဲကျွန်တော်ပြောမဆုံးအပေါ်မှာပေါ့နော်အပေါ်မှာလွင့်ထွက်သွားတယ်လွတ်တော့တဲ့အဝေးတော့မဟုတ်ခုနှစ်ပေခွာလောက်မှာပဲခုနှစ်ပေခွာခွာလောက်မှာပဲလွင့်လွင့်နေပေါ့ တော့လွင့်တဲ့ချိန်တွေကိုကျွန်တော်တို့ကသိအောင်အမိရဖမ်းဆီးရမှာဖြစ်ပါတယ်။ဒီဟာလေးကိုဖမ်းဆီးဖို့အတွက်တချို့ကလည်းတစ်ဘက်လောက်ကြာသလိုတချို့ကလည်းတစ်လလောက်ကြာတယ်။ချို့လည်းတော်တော်လေးကိုကြာတဲ့အချို့မျိုးတွေမှာရှိတယ်။ဘာဘာကြောက်လဲဆိုတော့ဒီလိုဒီလိုမျိုးဟိုအတိစိတ်ကတ်မိုးလုံလုံနေတယ်ပဲအိပ်ပျော်သွားတာများပါတယ်။ဒီဟာဒီဟာကျွန်တော်လည်းလွန်ခဲ့တဲ့တစ်ဘက်လောက်ကစမ်းကြည့်တာအိပ်ပျော်သွားတာပဲများပါတယ်။ဒါပေမဲ့ထူးခြားခြားပဲကျွန်တော်ပြီးခဲ့တဲ့တတရက်လောက်ကတော့ကျွန်တော်အမိရတစ်ခုဖမ်းဆုပ်နိုင်ခဲ့ပါတယ်။အဲ့ဒါဘာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဲ့လိုပဲကျွန်တော်ခုနပြောလို့ပဲကျွန်တော် ဲ့ခါတင်းချင်းတွေမှာကျင့်တယ်ကျွန်တော်တို့ရဲ့ရုပ်နုခန္ဓာလို့ပြောမှာမို့နော်ကျွန်တော်တို့ရဲ့ရုပ်နုခန္ဓာတပုံစံနဲ့ပဲကျွန်တော်တို့ရဲ့အကိုခွဲလို့ပြောမယ်ကျွန်တော်တို့အကိုခွဲတစ်ခုအဲ့ဝိညာဉ်တစ်ခုကကျွန်တော်တို့ရဲ့အပေါ်မှာရောက်နေတယ်အဲ့ရောက်နေတာကိုကျွန်တော်သွားပြီးတော့မြင်မြင်လိုက်တယ်မို့နော်တွေ့တွေ့လိုက်တယ်တွေ့ပြီးတော့အဲ့ဒီအဲ့ဒီရောက်နေတဲ့ခန္ဓာတစ်ခုမှာကျွန်တော်တို့ကအသိစိတ်ထည့်ပေးဖို့လိုပါတယ် ဲ့လိုအသီးစိတ်ထည့်ပေးဖို့အတွက်ကကျွန်တော်တို့ကအိတ်သွားလို့မရပါဘူးနိုးနေရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနိုးနေတဲ့အချိန်ချင်းတစ်ခုပေါ့နော်ကျွန်တော်တို့ကအဲ့အသီးစိတ်ကိုအဲ့ပေါ်တွေ့ကျွန်တော်ရုံနုခန္ဓာကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့လို ကျွန်တော်တို့အဲ့လိုမျိုးထည့်ပေးနိုင်မှုအတွက်ဒါကြောင့်မို့အရင်ကတည်းကကကျွန်တော်ကြိုတင်ပြီးတော့အဲကြိုကြိုတင်ပြီးတော့ကျွန်တော်တို့တရားတွေထိုင်နာဖို့လိုလဲလို့ကျွန်တော်ပြောတာပေါ့နော်အဲ့လိုမျိုးထည့်ပေးလိုက်တယ်ထည့်ပေးလိုက်ပြီးတော့ကျွန်တော်တို့ကဒါဆိုရင်နှစ်ခုခွဲဖြစ်သွားပြီအဲပြောပြောမလို့ဒါစိတ်ကုန်းကြီးတစ်ခုအရင်ကြီးပေါ့ပြန်နှစ်ခုခွဲဖြစ်သွားပြီကျွန်တော်တို့ရဲ့ဝိညာဉ်တော့မဟုတ်ယုံနုခန္ဓာမှာလည်း တတကူသူကတော့အရာဟိုအရာဝတ္ထုပစ္စည်းတွေကိုကင်တွေလို့မရဘူးအပြောပြောပြောမှဆိုလို့ရှိရင်ဝိညာဉ်တစ်ခုပေါ့ကျွန်တော်တို့ကလည်းဒီမှာခန္ဓာကြီးတစ်ခုရှိတယ်အဲကျွန်တော်ခန္ဓာတစ်ခုကအသိစိတ်ကိုအဲဝိညာဉ်ကိုထည့်ပလိုက်တယ်အဲဝိညာဉ်နဲ့နေပြီးတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ရဲ့ဒီအသိစိတ်ကနေပြီးတော့ဘယ်ကိုတော့သွားကြည့်ပေးဘယ်ကိုတော့သွားဘယ်ကိုတော့ဟိုအောင်လှုပ်ဆိုပြီးတော့ကျွန်တော်တို့သွားလိုက်တယ် အဲသွားလိုက်တဲ့အချိန်မျိုးမှာအဲ့ဒီအသိဉာဏ်သုံးမဟုတ်ကျွန်တော်ရဲ့အဲ့ဒီရုပ်ကြမ်းအဲ့ sorry အဲ့ဒီရုပ်နုခန္ဓာသုံးမဟုတ်အဲ့ဝိညာဉ်တစ်ခုကလိုက်သွားတယ်။သွားပြီးတော့ကြည်ခဲ့တယ်။ကြည်တဲ့အရာအလုံးကလည်းမြင်တယ် တကယ်လည်းဟုတ်တယ်တကယ်လည်းပြီးတော့ရှင် ပြန်လာလို့ရှင်ကျွန်တော်တို့ကဟိုကျွန်တော်ပြီးပြန်လာလို့ရှင်ပြီးမှအတိအကျပြန်ပြောနိုင်တယ်လို့စာအုပ်နေလဲရေးမနိုင်တယ်တကယ်ကျွန်တော်တို့တွေသွားကြည့်လိုက်တယ်လို့ပဲအဲ့လိုပဲဖြစ်တယ်တရားကိုပဲတချို့တော့တချို့တော့ပညာသည်တွေများကတချို့တော့ပညာသည်များပေါ့နော်တချို့တော့ပြီးတချို့တော့လူများကဒါကိုပညာသည်လို့လဲတချို့ကခေါ်ရတယ် ဘာဘာကြလို့ဆိုချိုးသောပညာတွေတွေကလည်းအခုလိုမျိုးသွားကြည့်နိုင်တဲ့အခြေအနေတခုရှိတယ်ပေါ့နော်တကယ်တော့ तू ကဒီပညာကိုတတ်တာမဟုတ်ဘူးသူတို့သွားကြည့်နေတာမဟုတ်ဘူးတစုံတယောက်ကိုခိုင်းစေပြီးတော့ तू ကသွားကြည့်နေတာဒါသူတို့ကကြတော့ရုပ်နုခန္ဓာသွားကြည့်နေမှာမဟုတ်ဘူးကျွန်တော်ဝိညာဉ်လွင်ကြီးအတက်ကိုသူတို့တတ်တာမဟုတ်ဘူးပေါ့နော်ဒါသာဒါအခုကျွန်တော်တို့ကျင့်တာကြတော့ဝိညာဉ်လွင်ကြီးအတက်ပညာကိုအသုံးပြုပြီးတော့သွားကြည့်တာဒါဒါလေးပဲအရန်ရိုရှင်မီလွယ်ကူတဲ့ဒါပဲဒီရလေးပဲပြီးသွားပြီအဲ့တော့ဒီရလေးပြီးသွားပြီဆိုတော့ဘယ်ညာလေးမှာအခက်တွေ့နေလဲဆိုတော့ကျွန်တော်တို့ကအဲ့တော့ ဲ့ကနေ့အချိန်မှာကျွန်တော်တို့ရဲ့အဲခုနှစ်ပေကွာလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့ယုံနုခန္ဓာကောဝိညာဉ်ကိုပြန်ပြီးတော့မတွေ့ရတာအဲပြန်တွေ့ကနေ့မှာအိပ်ပျော်သွားတဲ့အချိန်လေးကများတယ်အဲအဲ့လိုမျိုးအချိန်လေးကများတယ်အဲပြီးပြီဆိုလို့ရှိရင်နောက်နောက်နောက်တစ်ခုကအဲ့လိုမျိုးသွားမယ်ဆိုလို့ရှိရင်လဲကျွန်တော်သွားရလမ်းကြောင်းမှာအဲတော့လမ်းကြောင်းမှာဘာလို့မဆိုအနောက်ဆက်တော့ရှိကောင်းရှိနိုင်တယ်အဲ့လိုကျွန်တော်တို့ကသွားပြီဆိုတာနဲ့အဲ့ဒီလောကတစ်ခုရောက်ပြီဆိုရင်အဲ့ဒီလောကရဲ့နေပယ်မှာလဲအဲ့လိုမျိုးလွင့်တဲ့လူတွေအများကြီးရှိနေတယ်အ အဲတချို့ဆိုကျွန်တော်ကျွန်တော်မိတ်ဆွေများလည်းအဲတိတိမှာပေါ့တချို့မှာ accident တွေတခုဖြစ်လို့သူကဒီဆေးရုံမှာသူ့အရေးပေါ် operation လုပ်နေရတယ်အသက်လွတ်နေရတယ်ဒါပေမဲ့အခုလိုပဲသူ့ရဲ့ဖြစ်ချင်းစိတ်သူ့ရဲ့ဖြစ်ချင်းစိတ်တခုသူသွားကြည့်ချင်းတဲ့အရာတခုကသူ့ရဲ့ယုံနှုခန္ဓာမှာတော့မဟုတ်သူ့ရဲ့ဝိညာဉ်မှာအတိစိတ်ကပ်ပါသွားပြီးရောအဲ့မှာသူသွားကြည့်နေတယ်အဲအဲ့လိုမျိုးသွားကြည့်နေတဲ့လူဒီ네ပယ်တဲ့ကိုကျွန်တော်တို့ကရောက်သွားမှာရောက်သွားမှာဆိုတော့အဲ့လိုမျိုးလူတွေအများကြီးရှိနိုင်တယ်အဲ့လိုမျိုးတွေအများကြီးရှိနိုင်တဲ့အထက်မှာမှာကောင်းတဲ့အဲ့လိုမျိုး ဝိညာဉ်တွေရှိသလိုမကောင်းတဲ့ဝိညာဉ်မကောင်းတဲ့ဝိညာဉ်တွေလည်းအများကြီးရှိနိုင်တယ်အဲ့လိုမကောင်းတဲ့ဝိညာဉ်တွေနဲ့တွေ့ရင်ကျွန်တော်တို့ကအတိအသေးကျွန်တော်တို့စီအမြန်ဆုံးပြန်ရောက်လာဖို့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့ကလက်လက်ထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့လက်လက်ထဲမှာတစ်ခုခုကင်ထားဖို့လို့လိုတယ်အဲ့ဥမာပတိပဲဖြစ်စေ အဲကျွန်တော်တို့ရာဝတ္ထုပစ္စည်းတစ်ခုပဲဖြစ်စေကင်ထားဖို့လိုတယ်အဲကျွန်တော်အနောက်တိုင်းကလူလူတွေကတော့အတန်မြည်တဲ့ဟာလေးတစ်ခုကင်ထားတယ်တော်မို့ခေါင်းလောင်းကင်ထားတယ်လို့ဆိုတယ်အဲခေါင်းလောင်းလေးဒရုန်းတိလိုက်တာနဲ့သူ့အသိစိတ်ကသူ့စီပြန်ရောက်လာတယ်အဲအဲ့လိုမျိုးသူ့ဝိညာဉ်သူ့စီပြန်ရောက်လာတယ်ပေါ့အဲ့လိုပဲကျွန်တော်တို့ကလည်းတစုံတစ်ခုခုအဲ့လိုမျိုးကျွန်တော်တို့နဲ့အဆင်မပြေတဲ့သူကျွန်တော်တို့ဒုက္ခပေးမဲ့လူနဲ့ဝိညာဉ်တစ်ခုနဲ့တွေ့ရင်ကျွန်တော်ကျွန်တော်တို့ကအမြင်ဆုံးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြန်ရောက်လာနိုင်ဖို့အတွက်ကျွန်တော်တို့ကလည်းကိုယ့်ရဲ့လက်လက်ထဲမှာဗတိသုံးမဟုတ်ခုနကပြောသူခေါင်းလောင်းသုံးမဟုတ်အတန်မြည် ပြတစ်ခုခုကျွန်တော်တို့ရဲ့အသိစိတ်တစ်ခုကျွန်တော်တို့လက်နိုးသွားအောင်လို့ကျွန်တော်တို့ရေအဲသူ့ကိုပြန်ခေါ်နိုင်မှုအတွက်ကျွန်တော်တို့ကပြန်ကျွန်တော်တို့စိတ်ထက်နဲ့သူ့ကိုပြန်လာခိုင်းမှာဟုတ်ပြန်လာခိုင်းမှုအတွက်ကျွန်တော်တို့ကလည်းအဲ့လိုကျွန်တော်တို့ဒီရရရောက်ကြမ်းခန္ဓာကြံငဲ့တဲ့ခန္ဓာတစ်ခုမှလည်းအသိစိတ်တစ်ခုဖြစ်ဖြစ်နေဖို့လိုတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ရမှာပေါ့နော်တကယ်လို့လားကျွန်တော်တို့ကဒီကျွန်တော်တို့ကဒီပြန်မခေါ်နိုင်ဘူး ဲကျွန်တော်တို့နဲ့တွေ့တဲ့ဝိညာဉ်ကလည်းဝိညာဉ်ဆိုကျွန်တော်တို့သူတို့လောကတွေကိုအပိပိုင်ခေါ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့ဖြစ်သွားမလဲဆိုတော့အဲပြောပြောမစလို့တော့အာကျွန်တော်တွေဝိညာဉ်မဲ့အနေနဲ့ခန္ဓာတစ်ခုကျွန်တော်တွေဖြစ်သွားနိုင်တယ်အတိစိတ်တော့ရှိတယ်နိုးထနိုင်စွမ်းမရှိဘူးပြောနေတာတွေတော့ကြားမယ်ပြန်ပြောနိုင်စွမ်းမရှိဘူးအဲ့တော့ကျွန်တော်တို့ကပြောပြောမစလို့တော့တေတေသွားတဲ့လူနဲ့မထူမခြားဘူးဖြစ်သွားလိမ့်မယ်နော်ကဲကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ တော်လဲလမ်းတော်လဲတော်လဲလမ်းကြောင်းကဖြောက်ပြူးနေတယ်ဘာမှဘာနောက်ရှက်ဘာဟန်တာမှမရှိဘူးအဲ့တော့ကြည့်ချင်တဲ့နေရာကိုလဲအေးဆေးကြည့်လို့ရတယ်ကွန်ပျူတာစုချစ်ခင်နေရချစ်ခင်နဲ့တက်ရသူတွေသို့မဟုတ်ကျွန်တော်တွေဥမာဥမာရွှေအိုးတို့ငွေအိုးတို့ရန်နာပစ္စည်းတွေထားတဲ့နေရာတွေတို့အဲစပြစ်ပေါ့နော်အဲ့လိုမျိုးတချို့ဆိုလဲအဲ့လိုမျိုးတွက်ကြည့်ရမျိုးလေးရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကိုချင်းကျူချစ်ခင်နဲ့တက်ရသူပဲဖြစ်ဖြစ်အဲ့တော့ပထမဆုံးဆက်ဆက် လွင့်ခြင်းမှာဆက်ဆက်ကြည့်ခြင်းမှာအဝေးကြီးကိုမလွင့်ဖို့အရေးကြီးတယ်ပရမောက်သလခြင်းမှာအဝေးကြီးကိုမလွင့်နဲ့ဒီနဲ့ကိုယ့်ရဲ့အိမ်ရှိအဲဒီနဲ့ကိုယ့်ရဲ့အိမ်ရှိဒီနဲ့ကိုယ့်ရဲ့အိမ်ရှိအဲပြီးပြီဆိုတာနဲ့ဒီနဲ့ကိုယ့်ရဲ့တလန်းကျော်တလန်းကျော်ပြီးတော့နောက်တရက်ကွက်နောက်တရက်ကွက်နေပြီးတော့နည်းနည်းဖြည်းဖြည်းချင်းပေါ့နော်အဲတဖြည်းဖြည်းချင်းဖြည်းဖြည်းမဲ့ဝေးမဲ့ဝေးမဲ့နောက်နောက်ပိုင်းအဲ့လိုမကြင်ကြမှုအကောင့်တော့လို့ရှိရင်အဝေးကြီးကိုကျွန်တော်လွင့် လွင့်သွားနိုင်ပါပြီတခြားနိုင်ငံဘလောက်ပဲခြားခြားအဲကျွန်တော်တို့ကဒီလူလူသွားမယ်ဆိုရင်တော့ယထာလိုလင်းတို့အဲတဆုံတမောတို့စပိစပင်းဆိုင်ကနေစီးသွားရတယ်ကျွန်တော်တို့ဝင်းညင်နဲ့လွင့်တဲ့ခါမျိုးမှာကြတော့အဲ့လက်တွေစီးသွားမလို့ဘူးလမ်းလျှောက်သွားပြီးလဲရတယ်ခဏလေးအတွင်းမှာလဲရောက်သွားနိုင်တယ်လေကျွန်တော်တို့ကျွန်တော်တို့ဒီတကောရှင်တယောက်ကျွန်တော်တွေသွားတယ်လို့ပဲဝိင္ကလေးဆိုလည်းရောက်သွားနိုင်တယ်အဲ့တော့ခမင့်မြန်ကြီးလည်းရောက်သွားနိုင်တယ်ပြန်လာမယ်ဆိုတော့ခမင့်မြန်ကြီးလည်းပြန်လာနိုင်စွမ်းနေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုစွမ်းစားတွေဒီလိုမျိုးတွေလွတ်နိုင်ဖို့အတွက် အဲကျွန်တော်လည်းအရေးကြီးကြည့်တာတခုပါကျွန်တော်စောစောပြောပြောပြောလို့ပဲအဲကျွန်တော်တို့တွေတမာတိအောင်တမာတိတခုရှိထားဖို့တော့လိုပါလိမ့်မယ်ဒါကဒီနေ့တိုင်းပဲဒါကအဲ့ခါနီးမှလွင်တာတချို့လည်းထိုင်ပြီးမှလွင်တယ်တချို့လည်းတရားထိုင်နေတရားထိုင်တရားထိုင်လို့ပုံစံမျိုးထိုင်ပြီးတော့လွင်နေတာမျိုးလည်းရှိတယ်အဲအဲ့လိုမျိုးကြလို့လည်းကျွန်တော်ခုနပြောလို့ပဲသူလည်းသူ့ရဲ့ခုနပေကွာမှာသူ့ရဲ့ထိုင်နေတဲ့ပုံစံတခုကိုသူ့မျက်နှာသူ့ပုံရိပ်ပြောမစို့သူ့ဝိညာဉ်ကိုသူ့ပြန် ကြည့်ရမယ်ကြည့်မယ်ဆိုတာလည်းမျက်လုံးဖွင့်ပြီးကြည့်ရမှာမဟုတ်မျက်လုံးပိတ်ပြီးတော့ပဲကြည့်နေရမယ်โอเคတကယ်လဲတွေ့သွားပြီဆိုလို့ရှိရင်တော့သူလည်းခုနပြောလို့ပဲ သူသွားခြင်းတဲ့နေရာတစ်ခုသွားခိုင်းมาဖြစ်ပါတယ်။โอเคကျွန်တော်တို့ဒါဆိုရင်ထိုင်ပြီးတော့လွင့်လာလဲအတူတူပဲအိခါနီလွင့်လာလဲအတူတူပါပဲ။ဒါမဲ့ကျွန်တော်နီးမျိုးနီးနီးသလုံးကိုကျွန်တော်ဆန်းဆန်းကြည့်ပြီးပါပြီ။အာကျွန်တော်တို့ပို့ပြီးထိရောက်မှုရှိတာကတော့အိခါနီလွင့်လာပို့ပြီးထိရောက်မှုရှိတယ်။ပို့လို့ခီးရောက်ပြီးလွယ်ဟိုကျွန်တော်တို့ပို့လို့ပေါ့နော်ကျွန်တော်တို့လွယ်ကူတာကြတော့ထိုင်ပြီးတော့ကျွန်တော်တို့တရားထိုင်တဲ့လိုထိုင်ပြီးတော့လွင့်လာပို့ပြီးတော့လွယ်လွယ်ကူတယ်လို့ကျွန်တော်ထင်ရတယ်။ခက်ခက်တာတော့အိဘာဆိုအိခါနီဆိုတော့ အမြင်နဲ့အိပ်ပြသွားတာများတယ်အမြင်အိပ်ပြသွားများတော့မဖမ်းမိလိုက်ဘူးမကြည့်မိလိုက်ဘူးအဲ့တော့ကျွန်တော်တို့ထိုင်နေတဲ့ပုံစံတိုင်းဆိုတော့ကျွန်တော်တို့ကဒီပုံတော့ပြန် အဲ့မတော်ဘူးဆိုတော့ပြန်ကြည့်နိုင်စွမ်းပြန်ကြည့်နိုင်ဖို့ကများတယ်။ကဲမိတ်ဆွေများကလည်းထိုင်ပြီးပဲလွင့်လွင့်အိပ်ပြီးပဲလွင့်လွင့်ဒီလောက်ဆိုလို့ရှိရင်အခြေခံသဘောတရားလေးလွင့်တက်ပြီးလို့ထင်ပါတယ်။ကဲကျွန်တော်မိတ်ဆွေများဆန်းသက်ပြီးတော့ဘလို့ချင်းနေရှိလဲဆိုတော့ကျွန်တော်ခုမှမှလာရေးပြလို့ရပါတယ်။အဲဒီဟာလေးကိုတော့ကျွန်တော်ခုနပြောလို့ပဲလွင့်မယ်ဆိုတော့တတိလေးထားပြီးတော့လွင့်မှုတော့လိုတာပေါ့နော်။ကဲအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်မိတ်ဆွေအားလုံးလည်းအသိပညာဘုသူဒ္ဓရမယ်လို့ထင်ပါတယ်။ဒီဟာလေးကိုလည်းကိုယ်တိုင်မဆန်းကျင်ရင်လည်းကျွန်တော်ဘုသူဒ္ဓတစ်ခုအနေနဲ့နားထောင်ဖြစ်တဲ့ဆိုရင်ကျေးဇူးတင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။